ငါနဲ့ကြာဖန်တီးခဲ့ရတဲ့ချယ်ရီတင်းရဲ့တခြင်းအစ်ချုံမမိုင်း ပြည်သူများလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ကျမတို့ရဲ့အနွေပညာလောကမှာအများအားလိုလိုလှုပ်ရှားတက်ကြွနေပြီးတခြင်းအသစ်တွေအဆက်မပြတ်ထုတ်သူလိုတောင်တင်စားခေါ်ရမယ်အစိုးရချယ်ရီသိန်းရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ဟုတ်ပါတယ်ချယ်ရီသိန်းဆိုတာနဲ့ပြည်သူတွေသိကြတဲ့အတိုင်းတလောက်ကိုတခြင်းအသစ်နှစ်ပုတ်နှုံလောင်းနဲ့ပြည်သူရှိကိုအမြဲရောက်လာတတ်တဲ့သူပေါ့တလောက်တောင်တခြင်းတွေဇက်တိုက်ထွက်နိုင်လို့တော့တချို့တွေကချယ်ရီသိန်းကတခြင်းတွေကိုပေါပေါပပလုံနေတာလားဆိုတဲ့ဝေဖန်တန်တီတောင်ထွက်ခဲ့ပူပါတယ်ဒါပေမဲ့ချယ်ရီသိန်းကတော့ဒီလိုဝေဖန်မှုတွေကိုဂယုဆိုင်မဲ့ပုံမပေါ်ဘူးရှင်သူရဲ့အလောက်က ော့တက်တည်ပါပဲနော်အခြားအဆိုတော်တွေတော်တော်များများလောက်ကန်တွေပါနေတဲ့အချိန်မှာတော့ချယ်ရီသင်းကတော့ live show တွေပွင့်လန်းသဖြင့်တွေမှာမအားမလန့်နိုင်အောင်ကိုဖျော်ဖြေနေရတဲ့သူပါ ဒါအပြင်သူ့ရဲ့ထွေးကြချက်ကတော့မင်းသားငငယ်ချောချောလေးတွေနဲ့အတွဲညီကြီးတချင်းတွေပုံမှန်ထွက်ရှိနေတာပါပဲ။လာတိုင်းလိုလို music video အစ်စ်တွေထွက်နေတာကြောင့်တချင်းအထွက်နိုင်ဆုံးစုကိုသာချင်းမြင့်မယ်ဆိုရင်ချယ်ရီသိန်းကထိတ်ဆုံးကပြေးနေမှာအသေးချပါပဲ။ပြီးခင်းရက်ပိုင်းကတော့ Victor Shine နဲ့အတူတချင်းအသေးတစ်ပုဒ်ထွက်ထားပြီးတော့ Breath တွေကရှိသမျှမောင်လေးတွေကိုဆွဲဆားနေကြတာပဲဆိုပြီးချစ်စနိုးနဲ့ဆန်းနောက်ခဲ့ကြပါသေးတယ်။ကိုပိုင်တချင်းတွေရောပြန်ဆိုတေးတွေရောပုံစံမျိုးစုံနဲ့ Breath ကိုတင်ဆက်လေးရှိတဲ့ချယ်ရီသိန်းအတွက်အရေးပါတဲ့တချင်းတစ်ပုဒ်တော့ရှိခဲ့ရဲ့ရှင်။ အဲ့ဒါကတော့ဗမာမာလေးပါပဲဒီသချင်းဟာချေဝီသိန်းဆိုတဲ့နာမည်ကိုတနိုင်ကလုံးသိစေခဲ့တဲ့သချင်းတစ်ပုဒ်ဖြစ်တယ်လို့လူကြီးလူငယ်မရွေလိုက်ဆိုကခုံခဲ့ရပြီးပေါ်တိုင်းမှာပရိသတ်အဖေမို့အခိုင်မာရရှိခဲ့တဲ့သူ့ရဲ့ signature စောင်းတစ်ပုဒ်ဆိုရင်လည်းမှားပါဘူးဒီသချင်းနဲ့ပတ်သက်ပြီးသူကိုယ်တိုင်ကလည်းအများန်းဂုဏ်ယူလေးရှိပါတယ်အခုခါမှာတော့ချေဝီသိန်းတယောက်ဗမာမာလေးထပ်ပို့ပြီးရီမန်ချက်ကြီးကြီးနဲ့တနိုင်ကလုံးကိုတုံ့လောက်သွားစေတဲ့သချင်းသေးတစ်ပုဒ်ကိုပရိသတ်ရှိချပြလိုက်ပြန်ပါပြီအဲ့ဒီသချင်းကတော့ချုံမမဲပါရှင့်ဒီသချင်းရဲ့ music video မှာဆိုရင်မြမရွာရင်ကျေးမှု ကိုထင်အပ်စေတဲ့ နန်းထွင်းအဝတ်အစားတွေခန်းထားတဲ့ရိုက်ကွင်းတွေအားဖြည့်ထားတဲ့အကသမားတွေနဲ့အရန်ကိုအရှိန်ဟုန်ပြင်းပြင်းတင်ဆက်ထားတာကိုတွေ့ရမှာပေါ့တချင်းရဲ့အစပိုင်းတွေကိုနားထောင်လိုက်တဲ့အခါမှာတော့မြမသွေးမြမမှန်ကိုလှုံ့ဆော်ပြီးတဲ့စာသားတွေအကြောင်းပရိသတ်တွေကအာမန်တက်ကြွပြီးအမျိုးသားရေးစိတ်ဓာတ်ကိုခန်းစားခဲ့ကြရပါတယ်ဒါပေမဲ့တချင်းရဲ့အဓိကအသက်ဖြစ်တဲ့အပိုင်းကိုရောက်လာတဲ့အခါမှာတော့ချိုမမိုင်ဆိုတဲ့စာသားတစ်ခုတည်းကိုပဲထပ်တလဲလဲတီးဆိုနေတာကြောင့်ပရိသတ်တွေကမှအတန်းကြီးညံ့သွားခဲ့ပါတယ်ဒါကငငယ်ကကလေးချော့တီစာသားတွေလိုပဲဘာအနှစ်သာရမှမရှိဘူးဆိုတဲ့ ှတ်ချက်တွေနဲ့ဝေဖန်မှုတွေကလည်း social media ပေါ်မှာဘလူးပြန်သွားခဲ့ပါတော့တယ်။ပရိသတ်တွေရဲ့ဝေဖန်မှုကဘလောက်ပဲပြင်းထန်နေပါစေ။ Cherry သင်ကတော့ဒီသချင်းပေါ်ထားရသူ့ရဲ့မျှော်လင့်ချက်နဲ့စ조사အထောက်မှုကိုအခုလိုပဲဖွင့်ရလာတာပေါ့။ချုံမမိုက်သချင်းဟာသူ့အလွယ်တကူဖန်တီးလိုက်တာမဟုတ်ပဲအချိန်၅နှစ်တိတိယူပြီးပြင်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။ဗမာမာလေးသချင်းထွက်ရှိခဲ့တဲ့အချိန်ကလေးကဒီသချင်းရဲ့ idea ကိုစတင်ခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်အခုမှပဲပရိသတ်ရှိကိုချပြနိုင်ခဲ့ရလို့ရှင်းပြခဲ့တာပေါ့။သူ့အနေနဲ့ဒီသချင်းမှာတခါမှမဝေဖူးတဲ့မြန်မာဝတ်ဆောင်တွေက ိုဝစ်ဆင်ပြီးအကောင်းဆုံးဖြစ်အောင်ရိုက်ကူးထားကြောင်းကလေးရောလူကြီးပေါင်းအင်အားပြဝစေမဲ့တခြင်းတပုတ်အဖြစ်ခန်းစားစေခြင်းတည်းလို့လည်းပြောကြားထားပါတယ်။ဒါပေမဲ့စာသားနဲ့မြူစစ်ရဲ့အရှိန်ဟောင်းကမလိုက်ဖက်သလိုချုံမမိုင်ဆိုတဲ့ရိုးရှင်းလို့တဲ့စာသားကြောင့်ပြည်သူတွေကတော့ကလေးမြူတဲ့စာသားကိုတော့တခြင်းဖြစ်အောင်လုပ်နိုင်တယ်ဆိုပြီးမှတ်ချက်တွေပေးနေကြစေပါပဲ။ဘာပဲဖြစ်ဖြစ်ဝေဖန်မှုတွေမြင့်တက်နေတဲ့တစ်ဖက်မှာလည်းချုံမမိုင်တချင်းရဲ့ကြီးစုနှောင်းကတော့ YouTube မှာမီလီယံနဲ့ချီပြီးအောင်မြင်မှုမှတ်တိုင်သစ်တွေစိုက်ထုံနေတာကတော့ညင်လို့မရတဲ့အမှန်တရားတစ်ခုပါပဲ။ပရိသတ်တို့ရော၅နှစ်တတိုင်အချိန်ရ ုခဲ့ရတဲ့ချွတ်မမိုက်တဲ့ချင်းပေါ်ဘလို့ထင်မြင်မိပါတလဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ